ေဖို့ channel ကို အပိနာဆင်ကြတဲ့နာဆင်သူပရိသတ်များအားလုံးမင်္ဂလာပါရှင်။ရေဖို့တို့ရဲ့ပုံမြင်ဖပြမယ့်အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။ကင်ပါ။ကင်ဒီနေ့မှာတော့လူတူဦးလာဘာသာပြန်ရေးထားတဲ့အင်ဒိုနီးရှားပုံမြင်များစာအုပ်ထဲမှာတလန်တော်မိတ်ဆွေဆိုတဲ့ပုံမြင်လေးကိုဖပြပေးသွားမှာဖြစ်ပါရယ်။ပုံမြင်လေးကိုခံစားနားဆင်ပေးကြပါအောင်ရှင်။ တလန်သွားမိတ်ဆွေရှိတော်ကချစ်ခင်ရင်းနေတဲ့တငယ်ချင်းမိတ်ဆွေနှစ်ယောက်ရှိတဲ့တယ်တယောက်ကဟာဆန်နဲ့သူကတော်တာရွာကလေးတွေ့ရကလဲသမားပေါ်တယောက်ကတော့မြို့သားမြို့အလုသမားသူ့နာမည်ကမကမတ်တဲ့တငယ်ချင်းချင်းချင်းချစ်ချလွန်လွန်တနည်းနည်းနဲ့ရအားရတဲ့နေတွေမှာမြို့သားမကမတ်ကတုံးရမှာနေတဲ့ဟာဆန်စီကို အမြဲအလဲလာတယ် တနေကုန်ရွာမှာနေပြီးညနေဆောင်မှမြို့ပြန်တဲ့ဟာဆန်ကသူမိတ်ဆွေတော်ကိုဒီလိုအလဲလာပေါ်ရတာကိုသိတဲ့ဘောကြလို့ညနေမကမမျိုးပြန်တော့မယ်ဆိုရင် သူ့ channel ကတတိဝလံတွေကိုအငြေရန်ခုစောပြီးလက်ဆောင်ပေးလိုက်တာပဲတခါတလေငပြောခိုင်းတခါတလေတင်မော်သည်တခါတလေအခင်ကဟင်တီဟင်ရွတ်တခါတလေကြက်ဥပေဦး တခါတလေကြက်များတော့လက်ဆောင်ပေးလိုက်တဲ့ဟာဆန်ဟာဖွင့်ဖွင့်လင်းလင်းလေးရှိတယ်။ရော်ရော်တယ်၊ရိုးသားတယ်လေ။ဒီတငယ်ချင်းနှစ်ယောက်မှာစမ်းနတ်တစ်ခုတော့ရှိတယ်။အဲ့ဒါကပါလဲဆိုတော့အင်းလေလာရာဟာ မကမဲကြည့်ပဲဟာဆန်ကမကမဲစီအလေသွားတယ်ရေလို့တော့တက်ခါမှမရှိဘူး။ဟာဆန်က ရှက်လေရှက်တက်တာကို အဲ့တော့မြို့ကတငယ်ချင်းစီသူ့အလဲသွားရင်မြို့ကလူတွေက သူ့ကိုတော်သားဆိုပြီးအလောင်ပြောင်းခံရမှာကို သူကကြောက်ရွာတယ်။ဒါကြောင့်ဟာဆန်ကတော့အိမ်ကမခွာဘူး။လာရင်မကာမက်ပဲသူ့အိမ်ကိုလာပေါ့။မကာမကာလည်းတငယ်ချင်းရဲ့ငါကကြည်မျက်စိအလဲလာနေတယ်။မင်းကလည်းတခါတလေများငါစင်လာပါအောင်တော့လို့ဘယ်တော့မှမပြောဘူးတဲ့။သူလာနေရရင်ကြည်နဲ့နေတဲ့လူတဲ့။ ဒါကြောင့်တငယ်ချင်းနှစ်ယောက်ဒီလိုပုံစံနဲ့ချစ်ခင်နေလိုက်ကြတာနှစ်တွေကြာပြီဆိုကိုတနည်းတော့ဟာဆန်ကမိမရပါရောမိမရတော့လေအာဆန်ကတငယ်ချင်းမကမကိုတည်တည်ကြကြဖိပြီးအတူအေးတွေတော့ဖြစ်နေကောင်းကောင်းမွန်မွန်ကျွေးမွေးအခမ်းရှာတယ်အကောင်းဆုံးကိုကျွေးအကောင်းဆုံးကိုတိုက်ပြီးတဲ့နောက်မင်္ဂလာအခမ်းပွဲတင်ချင်းကနောက်ကျလေတော့ မကာမတ်ကိုအချိန်မဲမှမပြန်စေပဲဟာဆန်ကသူ့အိမ်မှာပဲအိတ်ကိုင်းနေ။နောက်မနေ့လင်းတော့ဘသူမှမတားခင်ဟာဆန်ကအိယာခါထားတယ်လေ။ဟာဆန်ကသူ့ဘဝသူ အလွန်ကျဉ်နေနေတာကို သူ့မှာကျက်စရာကောင်းတဲ့ဇနီးမယားကလေးလေးရှာနေပြီ။အလွန်သစ္စာရှိတဲ့မိတ်ဆွေတငယ်ချင်းလေးရှိနေပြီကိုဒီအပြင်လေသူ့မှာပစ္စည်းပစ္စည်းရတွေ အများကြီးရှိပါသေးတယ်။ဒီရမှာသူက အချမ်းသာဆုံးလေသမားပါ။ ါကြောင့်အခုလိုမင်္ဂလာပွဲခါမှာသူတင်ငယ်ချင်းကိုခါတိုင်းထပ်ပို့ပြီးသူကလေးလက်ဆောင်တွေပေးဖို့သူကစိတ်ကူပြီးသားဒါကြောင့် channel သွားပြီးလက်ဆောင်အမျိုးစုံခူးယူစုဆောင်နေပါတော့တယ်ပထမဆုံးနန်းသာပုံကပြောခိုင်ကြီးကို ခုတ်တယ်ကျဲဦးနဲ့ပဲဦးအလုံးလေးစေယူတယ်ကျဖလေးကောင်ကိုလည်းချိုးနဲ့ချီလိုက်တယ်။ဒါရီပြီးတော့မှမုံလာထုတ်တွေ အာလူတွေပဲသေးတွေအခင်းတွေကလက်လက်ဆက်ဆက်ခုနှုတ်ပြီးထည့်သေးတယ်။ဟာဆန်ပေးတဲ့လက်ဆောင်တွေကညာလုံးလုံးမကမကူမြင်းနဲ့လိုက်ပို့ရမှာမြင်းပေါ်တင်ပေးတော့သူတယောက်တည်းနဲ့မနိုင်လို့တယောက်ကဝိုင်းကူတင်ပေးလိုက်ရသေးတယ်။မနဲ့စောကြီးစာကိုဝဝလင်းလင်းတွေးပြီးမှဟာဆန်ကသူ့ငွေချင်းမကမကူကာလန်အတီလန်းရှောက်ပြီးလိုက်ပို့ပါသေးတယ်။ဟာဆန်တဲ့ငွေချင်းအပေါ်တရားတဲ့လူတော့လောကမှာ ်ရှိမယ်မထင်ပါဘူးထုံးစံအတိုင်းတနင်္ဂနွေတိုင်ပြန်တော့မကမကအာဇန်စီအလေရောက်လာပြန်ပါရောအာဇန်ကလည်းဝမ်ပန်းတက်တာစီးကျိုဧကန်ပြန်လာပဲဒီနေ့ကောပြောကြဆိုကြရဲကြမောကြပြီးညနေဆောင်ပြီးဆိုရင် မကမကအိမ်ပြန်တော့မယ်လေပြန်မယ်ဆိုတော့အာဇန်ကထုံးစံအတိုင်းကျန်တဲ့ပစ္စည်းတွေ ဖော်ဖော်တီတီလက်ဆောင်ပေးပြီးကာလမကြီးအထိလိုက်ပို့ပြန်တာပဲ။ ီလိုပို့ပြီးအိမ်ပြန်ရောက်တော့ဟာတန်းရဲ့မိမကရှင့်မျိုးသားမိတ်ဆွေတောင်ကျမကိုပြပြပါအောင်ရှင်လို့ဆိုလို့ဟာဆန်ကတငယ်ချင်းအတွက်ခုံယူချက်အပြေးနဲ့ကျုပ်ရဲ့အကောင်းဆုံးမိတ်ဆွေပေါ့ကျုပ်ကိုချစ်လေချစ်တယ်ကျုပ်အပေါ်သစ္စာလေးရှိတယ်နှစ်ပေါင်းမြည်နိုင်ဘူးတနည်းငယ်နေဆိုရင်ကျုပ်စီကို အလေရောက်လာတာပဲခုကျုပ်မိမရနေတော့ကျုပ်တို့နှစ်ယောက်စီကို သူ့အလေလာရှာတော့မှာပေါ့ ာဆက်မိန်မကနောက်ထပ်တစ်ခုစင်မေပြန်တယ်။ရှင်ကသူ့ကိုလက်ဆောင်တွေဘာလို့အမြဲတမ်းပေးတာလဲ။အော်ခက်ပါပြီမိန်မရေ။ဒီလောက်သစ္စာရှိရဲ့မိတ်ဆွေတယောက်ကိုစီတကူတကအလဲလာရှာတာကိုကိုကလက်ချီးပြန်စီလို့တော်ပါမလား။ပေးရမှာပေါ့။တို့မှလည်းပေါ့တယ်မဟုတ်လား။အဲ့တော့တူလာတဲ့အခါအနေအပါပေးလိုက်ရတာကိုကျုပ်ကသိပ်ဝန်တာတယ်။ ကျမစိတ်တဲ့ရှင်ကပါလို့သူမျိုးကိုတလဲတဲ့ပဲအလဲမသွားတာလေဆိုတော့ကျမနားမလဲဘူးရှင်ဒီလိုပြောလိုက်တော့ဟာဆန်ကရုတ်တရက်သူ့ပါပြန်ဖြေရမှမသိဘူးမြို့သွားရမှာသူ့အဖို့မဝင်မရရှိတာရှက်တာကိုပွင့်ပြော်ရမှာလေဝင်နေတယ်ဒါကြောင့်ကွာဒါကတော့ငါကမြို့သွားရမှာတိတ်မကြိုက်လို့ပါဒီမှာကပူပြီးတာရတယ်မဟုတ်လားပြီးတော့မကမကငါမလာလို့ဘလို့မှမအောင်မေးပဲ ူကကြည်လာနေရတာလေပျော်လို့ပါပဲလို့ပြောလိုက်တယ်။ဒီလိုပြောတော့ဟာဆင်းရဲ့မိန်းမကသူ့ယောက်ျားရဲ့အဖြေကိုပြုံးမိတယ်။ဘာမှတော့ထပ်မပြောဘူး။ဒါပေမဲ့သူ့ရင်ထဲမှာတော့မတင်ငါမှုကဝင်လာတယ်။ဟာဆင်းရဲ့တငယ်ချင်းကရွာကိုခဏခဏလာတာလူလူချစ်လို့မဟုတ်ပဲလက်ဆောင်ရတာကိုသဘောကျလို့လာတာပါလို့သူက အောင့်မိတယ်လေ။ဒါကြောင့်တငယ်ချင်းအင်ကိုလည်းတလက်တပက်တော့သွားလေဖို့ရာ ဟာဆန်မိမကတိုက်တော်နေသူကတကယ်လို့သူ့ရောက်ကြသွားရင် မကမကဘလို့တုံ့ပြန်မလဲဆိုတော့ကိုသိသိချင်နေတာကိုဒါကြောင့်မိမလုတဲ့လူက မကြမကြတိုက်တွန်းဖန်များတော့ဟာဆန်ကသူတစ်ခေါက်သွားလေမယ်လို့သဘောတူလိုက်ပါတယ်မြို့ကိုလဲသွားမယ်နေမှာဟာဆန်ကသူ့ကိုကိုလည်းအကောင်းဆုံးအဝေးစားကိုရွှေဝစ်ပါတယ်မင်းကိုလည်းအလားဆုံးမင်းဖြူကြီးကိုစီတီသွားပါတယ် သူမိမကလည်းသူ့ယောက်ျားကိုကောင်းကောင်းမွန်မွန်နှုတ်ဆက်လိုက်ပါတယ်။မကာမတ်အိမ်ပေါင်းအာရှန်ရောက်လာတော့မကာမတ်ကအံ့ဩသွားတာတော့အမှန်ပဲ။ပြီးတော့လေစိတ်ထဲကမကြိုက်ပဲဖြစ်သွားပါတယ်။အာရှန်ရဲ့မိမအခဲခက်တာတွေက မမပါဘူး။မကမကအာဆန်အပေါ်တစ္ဆာရှိတဲ့တငယ်ချင်းမိတ်ဆွေမဟုတ်ပါဘူးအာဆန်စီတွားတွားလေတာကလက်ဆောင်တွေရလို့ပါ ုလိုဟာဆန်သူ့အိမ်ကိုတနေ့လုံးလာလည်နေမယ်ဆိုလို့သူ့အဖိုးအမျက်ထွက်စရာဘာမှမရှိပါဘူး။ဒါကြောင့်ဟာဆန်မြင်မြင်ပြီးအောင် မကမက အကြံတစ်ခုထုတ်ပါတယ်။နှုတ်ပေမဲ့အဖိုးရဲ့မျက်နှာပန်းမှာတော့ဟာဆန်လာတာကိုအလွန်ဝမ်းသာပျော်ရွှင်နေတဲ့ဟန်လည်းစောင့်လိုက်ပါတယ်။တကယ်ချင်းမင်းတို့ရတာဝမ်းသာလိုက်တာကွာ။လာပါအင်းနဲ့မဝင်တော့ဘူးလားလို့နှုတ်ဆက်တော့ဟာဆန်ကသူ့မြင်ကိုအင်းရှိတဲ့ပင်မှာခြိပါတယ် ပြီးတော့သူတငယ်ချင်းရှိရာအိမ်ငယ်ကိုဝင်လာတယ်။နှစ်ယောက်သာစကားထိုင်ပြောကြလို့ဘာမှမကြသေးဘူး။မကမကမျက်နှာမကောင်ဖြစ်လာပြီးကနာမငိမ့်ပဲဖြစ်နေတယ်။အိမ်တော်ဟာဆန်ကတငယ်ချင်းမင်းမဖြစ်လို့လေလို့မေးရရော။အေးကွာပြောရမှာမကောင်းပေမဲ့ငါမင်းတွေ့စိတ်ဘူးလို့လို့မကမကဖြေရဲ့။ဘာများလဲ။ဘာလို့လဲလို့ဟာဆန်ကမေးတော့ဒီမနက်ပဲအရေးကြီးတဲ့တဲ့ရင်တခုငါကြားတယ်။ ဘရင်ရဲ့အကောင်းဆုံးမြင့်ဖြူကြီးအခုခံရလို့ဘရင်သိပြီးစိတ်ဆိုးတော်မူနေတဲ့ပြီးတော့သူ့စစ်သားတွေကိုအရက်လေးမျက်နာလောပြီးမြင့်ဖြူစီလာသည်။လူတွေကိုဖမ်းပြီးစစ်မေးရမယ်လို့အမိန်ပေးတဲ့တဲ့စစ်သားတွေတမနှလုံးရှာနေကြတာဒီနားကိုနောက်တစ်ခေါက်လာကြလိုက်အောင်ပဲထင်နေဟာဆန်ကဒီစကားကြတော့စိုးရင်ကြောက်လန့်သွားတာကို မကမကမြင်လိုက်တော့တော်တော်ချင်းနဲ့သွားပြီးဒီစစ်သားတွေအကြောင်းငါသိတယ် တိတ်ရက်ဆက်ကြံကြုတ်တာ လူတွေ့ရင် အရင်ရိုက်ပြီးမှစစ်စရာမေးစရာကို နောက်မှစစ်တာမေးတာလို့ပြောတော့ဟာဆန်ကငါကမင်းကိုအင်းရှိမှခြေချခဲ့မိတယ်။ကဲတငယ်ချင်းငါ့ကိုခွင့်ပြုတော့ငါပြန်မှဖြစ်မယ်။မကမကဟန်ဆောင်ပြီးဟာဆန်ကို နေပါအောင်ပြောဖို့လှုပ်ပါသေးတယ်။ဒါပေမဲ့ဟာဆန်လူရိုးကကြောက်ရွာလာပါပြီ။ဒါကြောင့်အတင်းတောင်းပန်ပြီးသူ့မြင်ပေါ်ပြန်တဲရှင် ခုလိုမြ мян ကြီးပြင်ပြေးတာကိုခွနွတ်တော်ကမဟုတ်ရင်ငါဒုက္ခရောက်မှာစိုးလို့လို့မြင်းဘော်ကနေပြီးပြောပါသေးတယ်လူညစ်မကမကအေးအေးငါနားလေပါတယ်ကွာလို့ပြောတော့မင်းတော့ဟာစီအမြဲလာပါနော်လို့ပြောပြီးမြင်းကိုတုံဆိုင်စီးပြန်သွားပါတယ်မကမဟာသူ့အကြံဖန်ကောင်းကောင်းအောင်မြင်သွားလို့အတီးရဲ့ကျဲကျင်းနေပြီးနေရည်လေရဲ့ ဟာဆန်အိမ်ပြန်ရောက်တော့သူ့မိမကတအံ့တအော်နဲ့စီးချိုတယ်။ဘယ်နဲ့လဲ။ကျမကတငယ်ချင်းစီတနေကုန်နေမယ်လို့ထင်နေတာ။အစောကြီးပြန်လာတာကိုလို့ပြောတော့ဟာဆန်ကဖြစ်သည်မအကြောင်းကို ပြောပြတယ်။သူ့ကိုစသားတွေကဖမ်းပြီးရိုက်မှနဲ့မှဆိုးလို့တဲ့။သူ့တငယ်ချင်းက သူ့အပေါ်ကျင်နာပုံကိုလည်းဟာဆန်ကချက်ပြောဖို့မမေ့ပါဘူး။ဟာဆန်ရဲ့မိမကတော့ဘာမှပြန်မပြောဘူး။ သူ့ယောက်ျားပြောသမျှကိုကောင်းငင်ပြီးပဲနားထောင်နေလိုက်တယ်။နှုတ်ပေမဲ့သူ့ရင်ထဲမှာတော့မကမဟာလူယုံမှာပဲဆိုတာသိလိုက်ပြီ။ဒီလိုတစ်ဖက်သက်တလန်းသွားအဆွေခင်ပွန်မျိုးကို သူကဖြစ်စီပြရမယ်လို့လည်းသိလိုက်ပါပြီ။ရသက်တစ်ဖက်ငငယ်ကြတော့အခွင့်သာလာပါတယ်။အဲ့ဒီနေ့ကတနင်္ဂနွေနေ့ပါ။မကမကလာနေကြအတိုင်းလာပါပြီ။ဟာဆန်ကတည့်ရချေး ိမ်နဲ့ဝင်ဝေးတနေရာခြံထဲမှာအလုံးလုံးနေတယ်။ဟာဆန်းရဲ့မိမကတော့အိရှိဝရဏာမှာတိုင်းပြီးချုပ်စရာများချုပ်နေတယ်။မကမကဟာဆန်ကောလို့မေးတော့သူ့မိမကအလွန်စိတ်မကောင်းဟန်ဆောင်လိုက်ပြီးကျမယောက်ျားတော့အလွန်စိတ်မချမ်းသာစရာကောင်းတာဖြစ်နေပါပြီ။ကျမဖြင့်သူ့အတွက်ဘာလို့ရမန်းတော့မသိတော့ပါဘူး။ကျမတို့မှာမိရှိတွေလည်းအကုန်ပြတ်ကုန်ပါပြီ။ သူ့အနာကိုဘသူမှမကဝင်တော့ဘူးလေလို့ပြောပြီးငိုပါလေရောမကမက်ကဘာပြုလို့တော့ဟာဆန်ဘာဖြစ်လို့လဲလို့အလန့်တကြမေတော့ရုတ်တရက်ကြီးစိတ်နောက်သွားတာအခုဆိုရက်တော်တော်ရပြီသူ့အိမ်နာကိုဘသူကလာကလာနီးရပစ္စည်းတစ်ခုကောက်ကင်ပြီးအဲ့လူကိုအတင်းလိုက်ရိုက်တော့တာပဲလို့သူမိမကပြောပြတော့မကမက်ကကြောက်သွားတာပေါ့ပြီးတော့ ဟာဆန်အခုပဲမာလဲလို့မျက်စိနဲ့ရှာရင်းမေးပါတယ်။မိမလို့သူကဟိုလေတဲ့မာလို့ပြောလို့လန့်ကျင်းလိုက်တော့ဟာဆန်ကိုတွေ့ရပါတယ်။အဲဒါမိမက ပြောတဲ့ဇကားကိုယုံပြီးအရိုက်ခံရမှဆိုတာနဲ့ချက်ချင်းပြန်လဲဖို့ဆုံးဖြတ်လိုက်ပါတယ်။မကမကပြန်မယ်အလုံးဟာဆန်ကလန့်ကျင်းတော့သူတငယ်ချင်း သူ့အိမ်ပေါက်ကမြင်မြင်ချူးထွက်သွားတာကိုမြင်တာနဲ့ဟာဆန်စိတ်ထဲစဝေစဝါဖြစ်သွားတယ်။ တငယ်ချင်းကနေ့တနေ့လုံးသူ့အိမ်မှာမနေတော့ဘူးလားဘာဖြစ်လာတာလဲနဲ့စဉ်းစားတယ်နောက်တော့ပေါပြားကြီးသူ့လက်မှာခြင်ထားရဲ့တန်လန်းကြီးနဲ့သူ့တငယ်ချင်းကိုအော်ခေါ်တယ်ပေါပြားတယန်းယန်းနဲ့ဒီတော့တငယ်ချင်းကိုမိအောင်လို့ပြေးလာတယ်မကမဲခေါ်တန်ကြလို့ပြန်ကြည့်တော့ဟာဆန်ကပေါပြားကြီးကိုကိုင်းပြီးပြေးလိုက်လာတာမို့သူ့မိမပြောတဲ့အတိုင်းအမှန်ပါပဲလို့အောင်မေးပြီးသူ့အိမ်ကိုအမြန်ဆုံးပြန်ရောက်ဖို့ပူပြေးတာပေါ့ ဟာဆန်ကသူ့အိမ်ထဲရောက်လာတဲ့အချိန်မှာမကမကတော်တော်ဝေးဝေးကိုပဲရှောင်နေပါပြီ။ဟာဆန်ကသူ့မိန်းမကိုခုနကဟာမကမက်မဟုတ်လား။ "तू ဘာလို့ပြေးတာလဲ"လို့မေးတော့သူ့မိန်းမက"ဟုတ်တယ်။စံဖို့ချင်လို့ကြည်ပွေလာငါတာ"တဲ့။ကျမက ရှင်ချန်တက်သွားနေတယ်။ပြန်ရောက်အောင်စောင့်မအောင်ပြောတော့နေပြီစီတော့တခြားကပဲရှာငါတော့မယ်ဆိုပြီးကြိုက်ကြိုက်ပြန်ထွက်သွားတာပဲလို့ပြောတယ်။"နှုတ်ကွာ" မင်းကကြီးပွတ်တချောင်းဘာလို့မငားလိုက်တယ်လဲတို့မှာအများကြီးရှိတာပဲလို့ပြောတယ်မိမကဘာမှပြန်မပြောရခင် ဟာဆန်ကကိစ္စမရှိဘူးကဲငါပဲလိုက်ပြီးလိုက်မယ်သူလိုချင်တာရသွားပါစေပြေးလိုက်ရင်မိပါသေးတယ်လို့ပြောပြီးအိမ်ထဲကအသားကြီးပွေးရှိကြီးဆွဲယူပြီးမကမန့်ရက်အောင်မပြေးပါနဲ့ဒီမှာကြီးပွေးလို့ဩပြီးနောက်ကပြေးလိုက်ပါတော့တယ်မကမတ်က ဟာဆန်ပြောတာကိုတဲတဲကွဲကွဲ မကြားနိုင်ပါဘူးတော်တော်ဝေးနေပါပြီဒါပေမဲ့ကြည်ပွေကြီးကိုင်းပြီးပြေးလိုက်လာတာတော့အတိုင်းသားမြင်ရတယ်အဲ့လိုမကမကသူ့ကိုအယူကကြည်ပွေနဲ့ဆိုင်မလို့ပြေးလိုက်လာပြီလို့တင်တာကိုဒါကြောင့်ချောက်တာနဲ့တအားနင်းပြီးပြေးပါတော့တယ်ဟာဆန်ကလည်းသူ့တငယ်ချင်းသူ့စီကတစုံတစ်ခု လိုချင်လို့လာတာလက်ချီပြန်မလို့ချင်တာနဲ့အတင်းလိုက်ပါတယ် ဒါကြောင့်တငယ်ချင်းနှစ်ယောက်ဟာကြောက်လို့ပြေးတဲ့လူကပြေးပြီးချင်းကန်းချင်းလို့လိုက်တဲ့လူကလိုက်နဲ့ခྱི་တမိုင်လောက်ပေါက်သွားတတ်တယ်။နောက်တော့ជីပွေကြီးကလေးတယ်မဟုတ်လား။အဲ့တော့ဟာဆန်းရဲ့ချိန်လန်းတွေဟာမကမတ်တဲ့နှင်းနေလာတာပေါ့။မျက်စိအောက်မှာဝေးပြီးကြောက်သွားတဲ့တငယ်ချင်းကိုကြည့်ပြီးဟာဆန်းကတော်တော်စိတ်မကောင်းဖြစ်ရတဲ့တယ်လေ။မကမတ်ကိုမိအောင်မလိုက်နိုင်တာဝန်းနေဖို့ကောင်းပါတယ်။ တငယ်ချင်းနောက်ကနေអော်တဲ့အတံတွေတော့ကြားမှာပါឯကဏ္ဍငါ့ကိုဆိတ်ဆိုးသွားလို့ဒါပြန်မလာတာဖြစ်မှာပဲလို့ဟာဆန်ကပြောနေပါတယ်မကမကတော့ပြေးလိုက်တာပြေးလိုက်တာသူ့အိမ်ရောက်မှာပဲရပ်ပါတော့တဲ့ရောက်တော့အမောဆိုပြီးရက်တော်ကြာနေမကောင်းဖြစ်နေတဲ့သူတသက်မှာဒီတကားလောက်ခြောက်တာခြောက်တာမကြုံဘူးဒီလိုလေအမောတော်ကမပြေလွာဘူးဘူး အဲ့ဒါအပြင်ဟာဆန်အင်ကို နောက်ဘယ်တော့မှ မသွားတော့ပါဘူးလို့လည်းပိုင်ဖြတ်လိုက်ပြီးရဲ့တနင်္ဂနွေနေ့တွေတိုင်လာတိုင်းတငယ်ချင်းဟာဆန်က သူ့အိမ်ကမျောရှာပါတယ်။နှုတ်ပေမဲ့မကမက ပေါ်မလာတော့ပါဘူး။ဟာဆန်ကလည်းသူ့တငယ်ချင်း သူ့ကိုဆိတ်ဆိုးသွားပြီးထင်ပြီးမြို့မှာရှိတဲ့မကမက်ရှိကိုမလိုက်ရဲပါဘူး။ဒီလိုနဲ့မိပြတ်ကြပါရော့။ ဘာလို့လဲဆိုတော့ရိုးသားဖြောင်းမှန်ခြင်းနဲ့ရရောခြင်းကဟိုဘက်ဒီဘက်ရှိမဲ့ကိစ္စမျိုးမှာအပြန်လန်မလားပဲတစ်ဖက်သက်တလန်တဲသွားသလိုဖြစ်နေတာကိုပုံမြင်လေးကတော့ဒီမှာတင်ပြဆုံးသွားပါပြီရှင်ရေပေါ်လို့ရဲ့ YouTube channel လေးမှာပုံမြင်လေးတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာမို့ like and subscribe လေးမလုပ်ရသေးရင်လည်းအခုပဲလှုပ်ထားပေးခဲ့ကြပါအောင်နော်နောက်ဆက်ပြီးကြတဲ့သူများအားလုံးကိုလည်း ကျေးဇူးအထူးတင်တင်ရှိပါတယ်ရှင်။အားလုံးလည်းပုံမြင်တွေကလို့တလန်းသားမိတ်ဆွေတွေနဲ့ကင်ဝေးပြီးတော့အပြန်လန်းတမိုးရှိတဲ့မိတ်ဆွေတငယ်ချင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစီ။အားလုံးပြည့်ပြည့်အောင်ဝေးကွာကြပါစီ။